မြတ်စွာဘုရားကဟောတယ်ပတိရူပေဝသေးသေးသေးမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပဏော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏံဒိညာယတောဂိတိသူခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကုသဏမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးစားအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလား။သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်။စာကတုတ္တမရှိသေးဘူးဆိုရင်တုတ္တရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုရင်ပညာ။ဆိုလိုတာကပညာလောကီဥ်နဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်調査အထောက်အမယ်လုံလဝိရိယဆက်ရမယ်ပညာတွေသင်ရမယ် စီဘာဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီဘူးအထုတ်တာအတ္တတမပဏိတိပဲဖြစ်တယ်ဗော။အဲ့ဒီအတ္တတမပဏိတိဖြစ်မှ အောင်မြင်ကြည့်ပါ။လူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေခုံတူးပွဲတူးတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပနိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြလည်းဖိတ်ဆိုင်ထိုင်နေချိန်ပြုံးနေစီးပွားရှာမှာပြင်းနေအလောလောမှာပြင်းနေဘဲတော့မှမကြည်ပွားဘူးလေ နော်ကြည်ပွားတုတ်တဲ့မှုဆိုတာမရနိုင်အချိန်ရှိသမျှမျက်စိဖွင့်နားစွန့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆိုတဲ့ပုံပုံတွေဟာထိတ်တန်းကိုရောက်လာစာတွေမြန်မြန်ဖတ်တယ်ပညာတွေမြန်မြန်ရအောင်စီးပူအထုတ်တယ်ဆိုအဲ့ဓာတွေအားလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကြံတဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် ူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတဲ့ပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပေါ်တုတ်တဲ့မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်ပေါ့နော်